လောရှာရန်ကုန်သတင်းများကဥစွာတင်ဆက်မဲ့သတင်းကတော့ကြကြံပေးရအတွင် ပုတ်ကလေးကဘန်28ဘန်ကဘန်ဝင်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးရတဲ့သတင်းဖြစ်ပါတယ်။ မြန်မာရွှေရအတာတကြံပေးရဖြစ်တဲ့ဧပြီလ12ရက်မှ21ရက်အထိငွေကြေးကိစ္စများအစဉ်ပြေစေရန်မြန်မာနိုင်ငံသားများဘဏ်အရာဝတီဘဏ် PCL အင်းဝဘဏ် UAB ဘဏ်မြန်မာရှေ့ဆောင်ဘဏ်ကမ္ဘာယတနာဘဏ်ရိုမာဘဏ်မြဝတီဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ်29ဘဏ်မှဘဏ်ဝင်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးကြောင်းသိရပါရရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့ငလင်အသင့်ထေသာရှိမိခင်နဲ့နှုတ်တိုင်းမိခင်1500ကျော်အတွက်လုံခြုံအသင့်ရှင်သောမွေးဖွားရေးအထုံများယူနီဆက်ပေးရတဲ့သတင်းဖြစ်ပါတယ်။ငလင်အသင့်ထေသာများရှိမိခင်နဲ့နှုတ်တိုင်းမိခင်1500ကျော်အတွက်လုံခြုံအသင့်ရှင်သောမွေးဖွားရေးအထုံများကိုယူနီဆက်ထောက်ပံ့ပေးရကြောင်းအသိပေးထားပါတယ်။မွေးကင်းစကလေးငယ်များအတွက်အသွန်အဆောင်များကိုလည်းလိုအပ်သူမိသားစုများထံသို့ပို့ဆောင်နေကြောင်းသိရပါသည်။ အလားတူအရေးပေါ်အခြေအနေမျိုးတွင် မွေးကင်းစကလေးငယ်ဆောင်ရှားမှုနှင့်နှုတ်ထိုက်ခြင်းဆိုင်ရာလမ်းညွှန်ချက်များကိုလည်းမျှဝေပေးကြောင်းသိရပါရရှင်။နောက်ဆုံးနေဆက်မဲ့သတင်းကတော့မြို့ပတ်ရထားလမ်းပေါ်အစ်ပင်လဲကြတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းရန်ကင်းမြို့နယ်အမှတ်15ရပ်ကွက်ဓမယုံလမ်းရှိရန်ကုန်မြို့ပတ်ရထားပေါ်သို့ဧပြီလ16ရက်ညနေ3:00မိနစ်30ခန်းကတပ်ပင်လဲကြခဲ့ကြောင်းမိသက်တဖွဲ့ထံမှသိရပါတယ်။ဒါကြောင့်ရန်ကုန်မြို့နယ်မိသက်စခန်းမှာတပ်ဖွဲ့များကရန်ကုန်မြို့တော်စီပင်ပန်းဦးရင်အဖွဲ့ဝင်တန်းများနဲ့ပူးပေါင်းပြီးရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်ရှင်။